မေလ10ရက်နေ့ကနေပြီးတော့မေလအဲ16ရက်နေ့အထိเนาะအဲ့ဒီကာလအတွင်းမှာနေ့လိုက်ကောင်းဆိုးတွေနဲ့နေ့လိုက်ဆောင်ရွက်ဆောင်ရွက်တွေကိုပြပြသွားမှာပါဒီကာလတွေမှာတော့ကျမတို့เนาะဂျူနီသားတွေရအပြောင်းလဲတွေရှိပါတယ်ခွန်တင်ရနေရပေါ့เนาะကျမတို့ဗုဒ္ဓဖူးနေခွန်ရနေရဗုဒ္ဓဖူးဂျူဟာကြောင်းသွားတယ်ပေါ့เนาะ အဲဘုံတဖူးချူကသူကဘယ်ကနေပြောင်းတာလဲဆိုတော့မိညာတီကနေပြီးတော့မိတ္တယာတီကိုပြောင်းတာပေါ့နော်ဘုံတဖူးကမိညာတီမှာဆိုရင်တော့သူကနေကြတယ်ပေါ့နော်ဒါပေမဲ့သူကမိတ္တယာတီကိုပြောင်းသွားတယ်ဆိုတော့ဒါပိုကောင်းတဲ့ဘက်ကိုပြောင်းသွားတယ်လို့ပြောလို့ရတာပေါ့နော်ဒါဘုံတဖူးချူကပြောင်းတယ်ဇာတပလီချူကလည်းကျမတို့လာမစ်နော်14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:00နာရီရနေပြီးတော့နော်အဲဒီ7:33မိနစ်53စက္ကန့်လား မေထုံရာသီကိုသူကပြောင်းပါမယ်အဲ့လိုပဲ Yahoo ပေါ့နော် Yahoo ဂျူကလည်း၁၈ရက်နေ့ညနေပေါ့နော်ငါဟိုညဖြစ်မယ်တနင်္ဂနွေနေ့ညနော်7นาที52မိနစ်မှာ तू อ่ะကိုရာဒီကို तू อ่ะပြောင်းပါမယ်เนาะအဲ့လိုဂျိုးပြောင်းလဲရှိနေတဲ့အတွက်ပြောမယ်ဆိုလို့ရှိရင်เนาะကျမတို့ဒီရာဒီဥဒု နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ရာသီဥတွေတွေကြုံနိုင်နေပေါ့နော်အဲငလင်လောက်တာတွေနော်ဒါကကြာသပတိကျူအပြောင်းလဲကြောင့်ဖြစ်နိုင်တယ်ငလင်လောက်တာတွေမြေပြိုတာတွေနော်ပြီးတော့ကျမတို့နော်ဒီယောဂဘေးတွေပေါ့နော်ဒါမျိုးတွေကြုံနိုင်နေအဲ့လိုပဲကျမတို့ဒီ ယာဟုဂျိုပြောင်းလဲကြောင်းလေစင်နမောင်းတိုက်ခိုက်တာတွေလေပြင်းမုန်တိုင်းတိုက်ခိုက်တာတွေရေကြီးတာတွေတချို့ဒေသတွေမှာကြတော့ရေရှားတာတွေပေါ့နော်ဒါမျိုးတွေကြုံနိုင်နေရာသီဥတုဟာလည်းပို့ပြီးတော့ပြင်းထန်နိုင်နေပေါ့နော်ဒါအပြင်စိတ်ဝင်စားစရာကောင်းတာကဂျာသပရီဂျူကပုံမှန်အားဖြင့်တော့ तू ကတရားဒီမှာ तू ကဘလောက်နေလဲလို့ပြောရင်တနှစ်နီးပါးနေတယ်တနှစ်နေတယ်ပေါ့နော် ီနှစ်မှာကြာသပတေးချူကနော်တရားဒီမှာ तू ကတနှစ်မနေဘူးအញ្ញံသွားတဲ့နှုံးနဲ့ तू ကနော်အခု तू နေအခု तू ပြောင်းတာကမေထုံကိုပြောင်းတာနော်မေထုံကနေပြီးတော့ကြာသပတေးချူက29ရက်6လနော်29ရက်6လနေ့6လမှာကြာတခါမေထုံကနေ तू မေထုံရာဒီပေါ့မေထုံရာဒီကနေ တလကြော်ကြော်လောက်ကြာတော့သူကဘေးကိုပြောင်းမလဲဆိုလို့ရှိရင်သူကဒီဘက်ကရကက်ရာသီကိုပြောင်းမယ်ပေါ့နော်ပုံမှန်အားဖြင့်တစ်နှစ်ပဲတစ်နှစ်နေတဲ့ကြာတပတိကလာပိုင်းတွင်းမှာကရကက်ရာသီကိုပြောင်းမယ်ဆိုတော့အ мян သွားတဲ့သဘောပေါ့နော်အဲ့တော့ကြာတပတိကြီးအဲ့လိုအ мян သွားရင်ဘာဖြစ်တလဲလို့ပြောရင်မင်းအချီအကဲတွေပျက်စီးတယ်ပေါ့နော်ဒါကတော့ကျန်းနေထဲမှာရှိတယ်နက်ခတ် ပြလာကြတယ်မှာရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီကရကတ်ရောက်လဲ तू ကကရကတ်မှာလဲ तू ကအ мян ပြန်သွားတယ်အ мян ပြန်သွားပြီးတော့ तू ကကရကတ်မှာ तू ကအ мян ပြန်သွားပြီး तू ဘယ်ကိုပြန်လာမလဲလို့ပြောရင်နော်မေထုံရာသီကို तू ကပြန်ဝင်မယ် ဆိုတော့မေထိုးရာသီမျိုးပြောင်းဝင်နေအဲ့ကာလကအရှိ့ကိုသွားနေရတယ်နောက်ပြန်ဆုတ်တယ်ဆို retro သွားတယ်ပေါ့နော် retro သွားတယ်ဂျာသပရိဟာဒီဒီတနစ်ထဲမှာပဲသူကပုံမှန်မနေဘူးမြ мян သွားတယ်ပြီးလို့ရှိရင်အဲ့မှာမြ мян နေတယ်မြ мян နေပြီးတော့တစ်ခါမြ мян ပြန်နေဆိုတော့နော် retro သွားတယ်ကြာသရီ retro သွားတယ်ဆိုရင်ဘာဖြစ်တလဲကြာသရီနောက်ပြန်ဆုတ်တယ်ဆိုလို့ရှိရင်တော့เนาะဒီ movement တွေပေါ့เนาะ dance နေ movement dance နေပေါ့เนาะဆိုတော့ အဲ့လိုမျိုးကြမ်းအဆိုတွေတော့ရှိပါတယ်เนาะအဲ့တော့ဒီကာလတွေမှာတော့ကျမတို့ကကျမအနေနဲ့ပေါ့เนาะကျမအနေနဲ့အားလုံးကိုမေတ္တာနဲ့တိုက်တွန်းချင်တာကတော့เนาะဥဒ္ဒရေးများများလုပ်ဖို့ပေါ့เนาะဒါကတော့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်ဒါကဂျိုပြောင်းလဲတွေဟာကျမတို့မြန်မာနိုင်ငံတနိုင်ငံနဲ့ဂျုံဝမဲ့เนาะကိစ္စမဟုတ်ပါဘူးတကဘာလုံးနေနဲ့ ကြုံရမယ့်ကိစ္စဖြစ်ပါတယ်အဲ့လိုမျိုးဂျူတွေအနေထားနေပြီးတော့မြ мян သွားတာတွေမြ мян ပြန်လာတွေ retro သွားတာတွေအဲ့လိုမျိုးအပြောင်းလဲတွေဖြစ်တိုင်းဖြစ်တိုင်းမဖြစ်တလဲလို့ပြောရင်เนาะကဘာနဲ့အဝမ်းယောဂကြီးတွေ စိုက်တာတွေ့ရပါတယ်เนาะအဲ့လိုယောဂါတွေဖြစ်ကြတာနောက်စီးဝါးတွေမလုံလောက်တာ တချို့ဒေသတွေမှာ အစာရေစာရှားပါတာပေါ့เนาะဒါမျိုးတွေတွေ့ချုံရတာဖြစ်တဲ့အတွက်ကျမတို့ကဒီလိုမျိုးကကတ်ပေးပါเนาะအဲ့လိုမျိုး အစာရေစာစီးဝါးပြဿနာတွေမပေါ်များပဲနဲ့လူအပ်တာရှားပါတာနော်ယာတိဥဒုတွေသဘာဝဘေးတွေကျုံရတာဒါတွေအားလုံးကို ကျမတို့က ကုသိုလ်ရေရရာပြုပြီးတော့ပဲကျမတို့ကြော်ဖြတ်လို့ရပါတယ်เนาะအဲ့တော့ဒီကာလတွေမှာပြောရင်တော့လောဘကြီးဒုက္ခကြီးပါလိမ့်မယ်လောဘနှဲမှဒုက္ခနှဲပါမယ်အဲ့လိုပဲဒေါသကြီးရင်လည်းဒုက္ခပို့ပြီးတော့ကြီးနိုင်ပါတယ်ဒေါသနှဲမှဒုက္ခနှဲပါမယ်အဲ့တော့ လောဘကိုကျမတို့ကကိုချင်းစာစိတ်လေးနဲ့ကျမတို့ထိန်းကြမယ်ပေါ့နော်။ဟောဟိုဒီကာလမှာငါတို့တိတ်လောဘကြီးလို့မဖြစ်ဘူး။လောဘကြီးရင်ငါတို့ဒုက္ခကြီးတော့မယ်ပေါ့။အဲ့လိုမျိုးစင်ကျင်သုံးတရားလေးထားပြီးတော့ကျမတို့ကနော်ကိုချင်းစာစိတ်ကလေးနဲ့နော်ဟော ဒါမျိုးပေါ့ကိုချင်းစာစိတ်ကလေးနဲ့ကိုကိုကိုဆုံးမပြီးတော့လောဘနေအောင် လောဘနေတဲ့လူကဒီနေ့ဒီကာလမှာတကယ်ကိုဒုက္ခနေမဲ့ကာလပါအဲ့လိုပဲဒေါသနေရင်ဒီကာလမှာတကယ်ပဲဒုက္ခနေမဲ့ကာလဖြစ်ပါတယ်เนาะအဲ့တော့ဂျိုနီထားလိုက်ကျွန်မဆောင်းရင်ဆောင်းရင်နေကိုပြောပါမယ်ဒီညမှာထပ်ပြောချင်တာကဒေါသနေဖို့အတွက်ကျွန်မတို့ပြုလုပ်နိုင်တာကမေတ္တာသုတ်ပေါ့เนาะမေတ္တာသုတ်ပြုကိုကျမတို့ ပုံမှန်နဲ့မေတ္တာပွားများလို့ရတယ်เนาะကျွန်မကတော့ဒီကာလတွေမှာသက်ဆောင်ကမ္မထံ၄ခုစလုံးကိုပွားများစေခြင်းနဲ့ဒါပြီးရခါကျကျွန်မရေရရအနေနဲ့ပြောပါမယ်เนาะအခုတော့ကျွန်မဂျူအနေထားတွေပေါ်မှာမူတည်ပြီးတော့ညီလိုက်ဆောင်ရဲရှောင်းရဲတွေကိုကျွန်မပြောပါမယ် မေလ10ရက်နေ့ပေါ့နော်မေလ10ရက်နေ့ ਆ ဆိုလို့ရှိရင်ကျမတို့စနေနေ့ကြပါတယ်မေလ10ရက်နေ့ ਆ နေချမ်းပါတယ်နော်တည်စီတတ်တဲ့မြစုယုတ်နဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့စေရတဲ့ကာနယုတ်ကြတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒါနေချမ်းနေ့သဘောရှိပါတယ်เนาะအမောင်ကာလကတော့เนาะမနက်3နာရီကနေစပြီးတော့အမောင်ကာလဝင်ပါတယ်နောက်နနက်9နာရီကနေပြီးတော့နနက်10နာရီ30အတွင်း ဒါတွေကအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလတွေမှာတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုရှောင်ကျင်တာတော့အကောင်းဆုံးပါပဲပေါ့เนาะမေလ10ရက်နေ့ဟာနေ့ချမ်းနေ့အတွက်ကျမတို့เนาะဘာရွတ်တင်တယ်လဲလို့ပြောရင်မူလင်းလေးကเนาะမြစ်တာတော့ပူဇော်ပါပြီးရင်ဂုံတော်9ပါပူဇော်ပါဂုံတော်9ပါကိုကျမတို့ပတိတစ်ပတ်လောက် စိတ်ပါနောက်ဗုဒ္ဓန္တနကိသမိဓမ္မန္တနကိသမိတန်ခန္တနကိသမိပေါ့နော်သရဏဂုံကိုတီးပါနော်အခြားဘာသာဝင်တွေကလည်းအခြားဘာသာကိုးကွယ်တဲ့သူတွေကလည်းကိုယ့်ရဲ့သက်ဆိုင်ရာဘာသာအလိုက်ပေါ့နော်ဒါဘာသာကြီးဆိုင်ရာနော်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့ဒီလိုနေမှာကံကောင်းတဲ့အရက်ကတော့အရှိတောင်ဖြစ်ပါနော် ခံကောင်းစေတဲ့အရောင်ကတော့အဖြူရောင်သို့မဟုတ်နုနှစ်ရောင်သို့မဟုတ်နန့်သာရောင်တွေကခံကောင်းစေတဲ့အရောင်ဖြစ်ပါတယ်။ဟုတ်ပြီစနေနေ့မှာဘလို့စိုးကိုကတ်ရေနော်အခါရစိုးနေနေဆိုလို့ရှိရင်တော့နော်တာကူကတ်လို့ရပါတယ်နော်တာကူအခါရစိုးကတ်လို့ရပါတယ်မေလ17ရက်နေ့မှာတော့နော်သူကတော့ သူကအကောင်အဆိုးနှစ်မျိုးစလုံးကြုံနိုင်တဲ့နေ့ဖြစ်ပါတယ်။တော့ပစ္စည်းဥစ္စာတွေပေါ်များစေတတ်တဲ့ဘရုံမာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့လုံမကယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။အမောင်ကာလကတော့မနက်6နာရီကနေပြီးတော့ညနေ12နာရီအတွင်းအချိန်ကာလမကောင်းပါဘူး။တနင်္ဂနွေနေ့ရဲမှာမေလ17ရက်နေ့ကကဆုံလာဒီနေ့ဖြစ်ပါတယ်။ညောင်ရီသွမ်းမွဲလေးဖြစ်ပါတယ်။ဒါပေမဲ့အခါတော့နော်နေ့လိုက် ဂျူရီအရအခါတော့မကောင်းပါဘူးเนาะအဲ့လိုကာလတွေမှာတော့ကျွန်တော်တို့ပို့ပြီးတော့ကုသိုလ်ရေးကိုလုပ်တင်ပါတယ်เนาะကုသိုလ်ရေးလုပ်တယ်ဆိုတော့ကျွန်တော်တို့အပျော်ပါးတွေအဲ့လိုအဲ့လိုနေမှာမူရီတောက်စားတာတွေမလုပ်ပါနဲ့ရံဖြစ်တာတွေ ဒါမျိုးတွေကိုရှောင်မတတ်နိုင်ဆုံးကိုဘာသီလာယူမယ်ပြီးရမေတ္တာဘာဝနာပွားမယ်ပေါ့နော်မေတ္တာဘာဝနာပွားမယ်အဲကျမသက်ဆောင်ကမ္မထံ၄ခုရှိရယ်ပထမကဗုဒ္ဓနုတ္တိပေါ့နော်ပြောမယ်ဆိုတော့ဘုရားရဲ့ဂုဏ်တော်တွေကိုပွားတာဒါကိုဗုဒ္ဓနုတ္တိပွားတယ်လို့ဆိုပါတယ်နော်ဗုဒ္ဓနုတ္တိပွားမယ်ပြီးရမေတ္တာဘာဝနာပွားမယ်ပြီးရင်ကျမတို့ကအာနာပါနကမ္မထံပေါ့နော်အာနာပါနကမ္မထံအထုတ်မယ် ပြီးရင်ကျမတို့ကမရဏနုတ္တိပေါ့နော်မရဏနုတ္တိအတုပကမ္မထံကိုဝိုင်းလေရတယ်မရဏနုတ္တိပေါ့နော်ကမ္မထံကိုဝါတယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်အဲ့လိုနေမှာတော့ကျမကဟိုသွားဒီသွားဟိုလဲဒီလဲရှောက်ပြီးတော့เนาะအဲ့လိုသွားကြတာထက်ကျမကတော့အိမ်ကဖះမှာတံပေါက်စိုးပေါ့ အခါရဆုံးကတ်မယ်ဆိုရင်တံပေါက်ဆုံးကတ်လို့ရပါတယ်။ကန်ကောင်းလက်ပွင့်စေတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်။ရွပွားမယ်နော်။ဂုံတော်ကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်နော်။အဲ့လိုနေမှာကျမတို့ဂုံတော်ကွန်ချာပူဇော်မယ်။မေတ္တာဘာဝနာပွားမယ်။ပြီးရင်အာတုပကမ္မထံအားထုတ်မယ်ပေါ့နော်။ဒါမျိုးလှုပ်ဆောင်တဲ့နေလို့ကျမကမေတ္တာနဲ့အကြံပြုပါတယ်။နီလာ စနေရနေ့တနင်္လာနေ့ကတော့သူကတော့ရက်ကောင်းပါတယ်เนาะစတာရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့တဲ့မိတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းတဲ့နေ့မှာတော့ကိုယ့်ရဲ့เนาะငွေကြီးပိုင်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်ငန်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှုသင်လျော်ပါတယ်ပေါ့เนาะအဲရှောင်းရဲ့အမောင်ကာလာကတော့မနက် ၃ည၃ညနာရီရနေပြီးတော့မနက်6နာရီ38မိနစ်အတွင်းမှာအချိန်မကောင်းပါဘူးအခါမကောင်းပါဘူးသို့တော့တနေ့လုံးအခါကောင်းတဲ့အတွက်ငွေကြီးဆိုင်ရာကိစ္စတွေနဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တင်ပါတယ်မေလ7နှစ်နေပါနော်မေလ7နှစ်နေမှာအရက်အနေနဲ့ကတော့အနောက်ရက်ဟာကံပွင့်လက်ပွင့်ပါတယ်နော်အယောင်နေနဲ့ဆိုလို့ရှိရင်တော့အဖြူယောင် မိကိုရောင်ယောဟီရောင်ပေါ့နော်ဒီလိုအယောင်တွေကကံအားကိုအထောက်ပံ့ပြုစေမယ့်အယောင်တွေဖြစ်ပါတယ်ဂါရာအနေနဲ့ရွပွားလိုတဲ့လူတွေဂါရာအနေနဲ့ကတော့ဒီလို အကာလမှာနော်ငွေဝင်ဃာတာလို့ပြောရဲနော်ဒီဝါတပတိဃာတာကိုပူဇော်မယ်ဆိုလို့ရှိရင်လည်းပတိတပတ်ပေါ့ဒီဝါတပတိဃာတာကိုပတိတပတ်ပူဇော်နိုင်တယ်လို့ပဲဂုံတော်ကွန်ချာကိုပူဇော်မယ်ဆိုလို့ရှိရင်လည်းဂုံတော်ကွန်ချာကိုကိုးကောက်ပူဇော်ပေးပါဒါဆိုလို့ရှိရင်တော့နော်လက်ဒါဖတောင်းမှုပါလိမ့်မယ် ေလ23ရက်နေ့မေလ23ရက်နေ့ကတော့သူကအကောင်းအဆိုးနှမျိုးစလုံးတွဲနေတာတွေ့ရပါတယ်เนาะစက်တီမင်္ဂလာရှိစီတဲ့တိရိဝိဆာယုတ်နဲ့เนาะမနေ့7တနေ့23မိနစ်မှာပျက်စီးဆုံးရှုံးစီတဲ့တဲ့ဝစီယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့အကောင်းနဲ့အဆိုးနှမျိုးစလုံးတွဲနေတဲ့နေ့ဖြစ်ပေမဲ့ အမောင်ကာလပေါ့နော်အမောင်ကာလဆိုတာလေအရေးကြီးပါတယ်အမောင်ကာလမှာကိုကလှုပ်ဆောင်နေဆိုရင်ဘာလှုပ်လှုပ်အစင်မပြေတတ်ဘူးမအောင်မြင်တတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမောင်ကာလကတော့မနေ့9နာရီ16မိနစ်ကနေပြီးတော့ည9နာရီ16မိနစ်အတွင်းကတော့အမောင်ကာလဖြစ်ပါတယ်เนาะအဲ့ဒီအမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်ပါအဲ့ဒီနေ့မှာကျမတို့ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အရှိတောင်ရက်ဖြစ်ပါတယ် နော်အဲအရောင်ကတော့ကျမတို့အဝါရောင်နော်နောက်နန့်သားရောင်ဒါလေးတွေကောင်းပါတယ်နော်နောက်မီညိုရောင်ပေါ့နော်ဆုံးကမဲဆိုလို့ရှိရင်တော့ကျမကတော့ဘာဆိုးကိုနဝင်းဆုံးကတ်တင်နေလို့ကျမကယူဆပါတယ်နော်အဲ့လိုနေမှာနဝင်းဆုံးလူတန်းမှာပြီးရင်တော့ကျမတို့ဂုံတော်ပွားပါနော်မေတ္တာဘာဝနာပွားပါနော်အဲ့ဒါကိုလေကျမတိတ္တာနဲ့အကြံပြုပါတယ် မေလ14ရက်နေ့ဗုဒ္ဓဟူးနေ့ကတော့သူကချမ်းသာရစေတဲ့เนาะချမ်းသာကြီးပွားစေတဲ့တောများရုပ်နဲ့နေ့12နာရီအလွန်မှာတော့သူက ပစ္စည်းဥစ္စာတွေဆုံးရှုံးစေတတ်တဲ့ဒွဲချရုပ်เนาะကောင်းတဲ့ရုပ်နဲ့မကောင်းတဲ့ရုပ်နှစ်ခုတွဲနေတယ်เนาะအထူးသဖြင့် အချိန်ကာလကလည်းရှောင်းရံအချိန်ကာလကလည်းမနက်9:16မိနစ်ကနေပြီးတော့ည16မိနစ်9:16မိနစ်ထိအချိန်ကာလမကောင်းပါဘူးเนาะအဲ့တော့အဲ့ဒါအမောင်ကာလပါအဲ့တော့နေ့အနေနဲ့ကတော့အကောင်းအဆိုးနှမျိုးစလုံးရောနေတဲ့နေ့ဖြစ်တဲ့အတွက် တချို့ကိစ္စတွေကိုကိုကအမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့တနေ့လုံးအမောင်ကာလဖြစ်နေတဲ့အတွက်တော့ဂယုဆိုင်ရပါမယ် ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အနောက်အရက်ဖြစ်ပါတယ်နော်အယောင်ကတော့အဖြူရောင်နော်ကျမကတော့အဖြူရောင်ပြီးတော့အစိမ်းရောင်ကောင်းကင်ပြာရောင်ပေါ့နော်အပြာရောင်အဲ့လိုအယောင်လေးတွေကအဲ့နေမှာကံတရားကိုအထောက်ပံ့ပြုပါလိမ့်မယ်ရွတ်ဖတ်တဲ့ခါတာကတော့နော်မြတ်တာဘောင်းနာပွားမယ်ပြီးရင်အတုပ မထမ်းပေါ့နော်ဒါမျိုးကိုပွားများနေဒါဘာဝနာပွားမယ်ပေါ့ရွတ်ဖက်သစ်နဲ့ဂါရာကတော့ပုပ္ပနာတုတ်ကိုရွတ်ဖက်ပါယာဟုစံပြုတ်ဆိုးကပ်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်နော်မီလာ15ရက်နေ့မီလာ15ရက်နေ့မှာတော့သူကနေ့ကျမ်းပါတယ်နော်တေစီတတ်တဲ့ မြေစုယုံနဲ့ဆေးရဲဒုက္ခတွေကိုတွေ့ကြုံစေတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။မနေ့သုံးညသုံးညနာရီရနေပြီးတော့ညနေ3နာရီအတွင်းအမောင်ကာလဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့တနေ့လုံးနှီးပါပဲเนาะအခါမကောင်းဘူးပေါ့เนาะအခါလည်းမကောင်းဘူးရထားတဲ့ယုတ်တွေလည်းမကောင်းတဲ့အတွက် 25ရက်နေ့ကြာသပတေးနေ့မှာဂယူဆိုင်ပါမေတ္တာဘာဝနာပွားများပါအဲ့လိုနေ့မှာတော့ရွတ်ဖတ်တဲ့ခါရာကတော့သံဗုဒ္ဓေခါရာကိုပတိတပတ်စိတ်တင်ပါတယ်။ဒါကောင်းလက်ပွင့်စီတဲ့အရက်တကတော့အရှိတောင်အရက်ဖြစ်ပါတယ်။နော်ဆိုးနေနဲ့ဘာလူတန်းမလဲလို့ပြောရင်နဝင်းဆိုးနဝင်းဆိုးကျမတို့ကတ်လူတန်းနိုင်တယ်လို့ပဲနော်။ဘာလူတန်းလို့ရသေးလဲ။ ပြောရင်တော့เนาะကျမတို့ယာခုစိုးနဲ့လက်ဖက်နဲ့လူတန်းလို့ရပါတယ်เนาะဒီလိုနေမှာတော့ကျမအဲနဝင်းစိုးနဲ့လက်ဖက်လူတန်းတာပို့ပြီးတော့ကောင်းမွန်ပါတယ်เนาะကန်တရားရဲ့အထောက်ပံ့ကိုရရှိစေလိမ့်မယ်เนาะအယောင်ဝိစင်သင်းနဲ့အယောင်ကတော့เนาะအဲဘာဘာအဝါရเนาะပြီးရင်နန်းသားရဒါမျိုးအယောင်ကတော့နောက် ယောဂီအောင်ပေါ့နော်အဲ့လိုအရောင်ကတော့ကန်တရားရဲ့အထောက်ပံ့ကိုရပါလိမ့်မယ်နော်ဒီနေ့မှာတတိထားတင်တာကတော့နော်ရှင်ပြူတာတို့အိမ်ဆောက်တာတို့နော်ညီတန်းတာတို့နော်အဲ့လိုမျိုးကိစ္စတွေကို25ရက်နေ့မှာလုံးဝမလုပ်ပါနဲ့နော်အဲ့လိုလုံးဝလုံးလို့မရတဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နော်ဒါက စိုးတဲ့အခါဖြစ်တယ်လို့ပဲเนาะတနေ့လုံးအမောင်ငိမ်ဖြစ်တယ်လို့ပဲရထားတဲ့ရုပ်ကလေဆင်းရဲဒုက္ခတွေကိုတွေးကြုံစေတတ်တဲ့ရုပ်နဲ့သိစေတတ်တဲ့ရုပ်ရထားတဲ့အတွက်လုံးဝအမြင်စေလို့တဲ့ကိစ္စတွေကိုဘလို့ကိစ္စမျိုးကိုမှမလုံးသင့်ပါဘူးလို့ကျွန်မကအကြံပြုပြီးတော့တိုက်တွန်းပါတယ်မေလ16ရက်နေ့เนาะစနေနေ့ကတော့ sorry မေလ16ရက်နေ့တောက်ကြနေပါเนาะတောက်ကြနေ့ကတော့เนาะ အဲကောင်းတဲ့ရုပ်ရထားပါတယ်เนาะသုတိယရုပ်နဲ့သုဘရုပ်ရထားတယ်သုဘရုပ်ဆိုတာချမ်းသာကြီးပွားစေရတဲ့ရုပ်ကသုဘရုပ်ပါเนาะចောင်းအိမ်တိုက်တာတွေကိုဆောက်လုပ်ဖို့အတွက်ကောင်းကောင်းတဲ့နေ့ပေါ့เนาะဒီလိုနေ့ရတော့ဒါတကယ်ကောင်းတဲ့နေ့လို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်7:00နာရီခွဲကနေပြီးတော့နေ့7:00နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်เนาะကျန်တဲ့အချိန်တွေမှာကျမတို့ ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ရှောင်ရင်အမောင်ကာလကိုရှောင်ပြီးတော့နော်လှုပ်ဆောင်လို့ရပါတယ်။เนาะရေရင်းတူတာတွေအိမ်ပေါ့နော်အိမ်ပြင်မှုပဲဖြစ်ဖြစ်အိမ်ဆောက်တာပဲဖြစ်ဖြစ်မြေတန့်တာပဲဖြစ်ဖြစ်เนาะအလှူလှုပ်တာပဲဖြစ်ဖြစ်เนาะရှင်ပြူတာပဲဖြစ်ဖြစ်ရဟန်းခန္ဓာပဲဖြစ်ဖြစ်မင်္ဂလာယူပြီးတော့လှုပ်ဆောင်မယ်ကိစ္စတွေကို မေလ16ရက်နေ့မှာလှုပ်ဆောင်မှုတင်လျော်ပါတယ်เนาะကံကောင်းလက်ပွင့်စီတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်เนาะအခါရကတ်လူရမယ်ဆုံးကတော့လက်ဖက်ဆုံးဖြစ်ပါတယ်ရွတ်ဖက်ပူဇော်တဲ့နေ့ဂါထာကတော့မေတ္တာတုတ်ပြီးခန္ဓာတုတ်ပြီးကျမတို့เนาะမေတ္တာတုတ်ခန္ဓာတုတ်မောရတုတ်ရွတ်ဖက်ပူဇော်ဖို့အတွက် ဟုတ်ပြီသိနေရပါတယ်တမုတ်တွေကားတာကိုပတိတပတ်စိတ်ရင်လည်းသိတော်ပါတယ်ဂုံတော်ကွန်ချာကိုနော်ကိုကပူဇော်ပြီးရင်လည်းကိုပူဇော်ပြီးရင်လည်းသိနေရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့ကတော့နော်မေလ16ရက်နေ့ထိကျမနေ့လိုက်ဆောင်းရှောင်းရက်နေ့နေ့အခါကြောင့်ကျမ ညဝေပြီးပါပြီအဲ့တော့ဒီကာလမှာကျမချစ်တဲ့သူတွေအားလုံးကိုကျမကကုသိုလ်ရေးတွေများများလုပ်ဖို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်နော်လောဘကြီးဒုက္ခကြီးရေဒေါသကြီးရေလည်းဒုက္ခကြီးတဲ့ကာလဖြစ်တဲ့အတွက်နော်လောဘကိုကျမတို့ကိုချင်းစာစိတ်ကလေးနဲ့ကျမတို့ထိမ့်ပါမယ်ဒေါသကိုတော့ကျမတို့မေတ္တာစိတ်ကလေးနဲ့ပဲထိမ့်ပါမယ်နော်လို့ဒေါသတွေလောဘတွေမောဟတွေကို ထိန်းနိုင်ပါမှဒီကာလဟာကျမတို့ သက်သာရရမယ်ကာလဖြစ်ပါတယ်เนาะအဲ့တော့လူတဲ့ခါကျတော့လေကျမတို့อ่ะเนาะဟိုလောဘနဲ့မလူဟာဘာဖြစ်ချင်လို့နော်ကိုယ့်ရဲ့အကျိုးစီးပွားပေါ်မှာအခြေခံပြီးတော့လှူတာမျိုးမလုပ်ဖဲနဲ့တကယ်လိုအပ်နေတဲ့လူတွေကိုစိတ်ထဲကနေမြတ်တာစေတနာအပြည့်အဝနဲ့လှူဒန်းပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းအပ်ပါတယ်ရှင်အဲ့တော့ချစ်တော်သူများအားလုံးကျမ်းမာကြပါစေ